အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम မမိုးအင်ယာရေးထားတဲ့ဘယ်သူလာကိုပါမယ်ဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းဆက်ပဲဖြစ်ပါတယ်။ဘယ်သူလာကိုပါမယ်အပိုင်း6ခွန်အားလည်းမရှိတော့တတ္တိလည်းမမွေးချင်တော့မျောလင်းချက်လည်းမထားချင်တော့ဘာဆိုဘာမှလှုပ်ချင်စိတ်မရှိတော့ သို့တော့လူဘဝတွင်ကျန်လည်နေရသည့်ဆက်ယုတ်တယုတ်အလားဆက်လက်လှူရှားရပေအောင်မည်ဝယ်ပြီးသားပစ္စည်းများကိုကြည်ကာနှွယ်စိတ်မောနေမိသည်တတ်နိုင်လဲဘာမှဆက်လှူခြင်းစိတ်မရှိရရဈေးနှင်းသာချရောင်းပစ်ခြင်းသည် ခုတစ်ပတ်မှဘိတ်တွင်အယောင်းဝယ်ကြ၍ဈေးကြီးအနေခံနေရသည်တည်တော့လဲကိုယ်တိုင်ပင်မခံထားရသည့်ပစ္စည်းလေးများကိုတန်ရောစင်မပြတ်နောက်ဆုံးတော့ရန်ကုန်ကိုနောက်ဆုံးအခေါက်ကူးရန်စိတ်ဆုံးဖြတ်ရသည် အမှန်ကဒီအခေါက်မှာ အမျက်ဆုံးအရဆုံးဖြစ်ရမည်။ရနောက်မှကိုရန်ဝဲခဲရ၍အရင်နေသည်။ရန်ကုန်ထိပ်သွားပြီး ဖောက်တယ်စီမတွင်ပဲဘို့ကျုပ်စိတ်မှာတိုက်ရိုက်တွင်လဲအမျက်များများရနိုင်သည်။ဒီတစ်ခေါက်ပြီးလဲစိတ်ရောလိုပါနားနိုင်ပေမည်။ခောက်ပြန်ချေးပေး၍ရသောငွေလေးနှင့်ဆက်နေကြုံသာ။ဘာပဲပြောပြောမိဆွေဆွေကိုတော့ဆွေးနွေးရအောင်မည်။ကြောင်ဆက်တက်သည်ဆိုအောင်တော့ရရအလုပ်တစ်ခုကိုတစ်ဖက်တစ်လမ်းမှဝင်လုပ်ဖို့လိုကြောင် ရှင်းနေဆိုတန်နာဆယ်တန်းအောင်မြည်ဒီတော့ຫນွေတယောက်ထဲဒေတာဝင်ကို မထမ်းနိုင်တော့စိတ်ပြေအငငယ်နေသည့်ဈာမပင်ရုံကုန်သွားရန်ပြည်စီများကိုပြင်ဆင်ထုတ်ပေါ်ရလေသည်တန်နာနဲ့ဒေတာဖိဖိကိုကြူဆိုင်တိလာငါတိတ်မကြဘူးပြည်စီတွေတွင့်ပြပြချင်းပြန်လာခဲ့မယ်ဒီတစ်ခါရုံကုန်သွားရမှာစိတ်ကလေသည်မကြည်လင်သည့်စိတ်ကြောင့်လည်းဖြစ်နိုင်လေသည်ပစ္စည်းများကိုရွေးကပို၍ကြစ်ကြစ်လစ်လစ်ထုတ်ပေါ်နေမိသည် ဖះတကြမလို့တိတခေါချောချောမောမောဖြစ်ပါစေသာခยีထွက်ခံနေဖေဖေကိုကတော့ရတီကိုပင်ဝန်းနေစိတ်ကဝင်မိလေသည်တရေဝရိယနဲ့တွားသမီးဒီပစ္စည်းတွေကိုရင် သမီးလည်းအေးဆေးဆေးနေတော့မိဆွေကိုအเจ้าငါထွက်ခိုင်းပြီးအလောက်ရှာပါစေတိလာသမီးဟုတ်ကဲ့ဖေဖေနှွဲကဖေဖေကိုဥသုံးချင်ချသည်မမရတို့ကိုလည်းပြောလိုက်ငါမကြခင်ရန်ကုန်လာခဲ့အောင်မယ်လို့ စကိုင်းမှာကြံခဲ့တဲ့အင်ကိစားမေးရအောင်မယ်။အဆင်ပြေရင်ဆွေဆွေကိုအညာဘက်အလောက်လျှောက်ခိုင်းပြီးစကိုင်းပြောင်းနေကြရမယ်။ဖေဖေသည် မကြမ်းမာသည့်ဂျာမာအနာဂတ်အတွက်အစီအစဉ်များကို ရေးဆွဲနေလေသည်။တမီးတို့ရှိရေးအတွက်မေမေကောင်းချသည့်မြေးဟု အစွဲလန်းထားခဲ့သောနေရာကိုပင်စွန့်ခွာရန် ပြင်ဆင်လေပြီ။ဒီတစ်ခါရန်ကုန်ခရီးသည် ပို၍ဝေးနေသည်ဟုစိတ်ကထင်မိသည်။စထွက်ကလေးကအစင်ကတိတ်မပြေခြင်း ဘိတ်လေရင်ကွင်းနှင့်ပစ္စည်းချို့ကို ပေါင်ချိန်ပို့သည်ဆိုကာဆွဲချခံရသည်ရန်ကုန်လက်ဆောင်ပဇွန်ကျောက်ထုတ်ကိုလည်းထားခဲ့ရသည် ပစ္စည်းများ၍မတန်းခင်ကိုအဖို့ခေါ်တော်လဲကလေးတွေနေမကောင်းသဖြင့်လိုက်မလာနိုင်ပစ္စည်းချို့ကိုပစ္စည်းနည်းသူများစီပေါင်ထဲကပတ်စံကျိတ်ပေးလိုက်ရသေးသည်ဘာပဲပြောပြောဒီတစ်ခေါက်အစဉ်ပြေလင်းကို့အတွက်ကတော့အတော်ကြံပေးမည်တိမ်ထူသဖြင့်လေရင်သည်တိမ်ခါ၍နေလေသည် မိုးဦးလေဦးဖြစ်၍ရာသီဥတုကတိတ်မကောင်းတခါတရံတိမ်တုများအကြားတွင် ထိုးပေါက်ပြန့်တန်းနေရသည်မြေပြင်ကိုငုံကြည့်သောမြဝကြုံပေါ်ဒေသကိုအုံအုံဆိုင်ဆိုင်မြင်ရ၏ရန်ကုန်မြေကို ချော့ချော့မော်မော်ဆင်နိုင်ပါစေဟုဆုတောင်းရသည်လေရင်ပိမ့်များနှင့်မြေပြင်တို့ထိတွေ့တန်ကြာရမှာပင်စိတ်နှလုံးကိုဒုံဒုံချရသည်လေရင်ကွင်းတွင်မိုးဖွဲ့ဖွဲ့ရွာနေသည်လေစိတ်အဆောင်အုံတွင်ဝဲအေးစိန်၍နေ၏ ပစ္စည်းတင်သည့်တွန်လဲကတော်တော်နှင့်ရောက်မလားအကောက်ခွန်အရာရှိများရက်နေရကောင်တာတို့လှမ်း၍ကြည်လိုက်သည် အလိုဖယားမျက်နှာသက်တွေပါလားရှင်တဲတွင်တဒိန်ဒိန်ခုံလာလေသည်သူတို့လက်ထဲတွင် မောင်းချတာဖြူဖြူလေးများကိုကင်ထားသည်ရင်ကိုများထိုးဆိုင်လိုက်လေမလားဟုစိုးရင်သည်တို့ထတ်တူထတ်များစိုးရင်လိုက်မိသည်ပစ္စည်းများရောက်လာကြပြီ။နှွဲကရှေ့မှတွတ်တွတ်ထားသွားသည် အဲ့ဒါကျမတစ်တာပါ။ဟိုကလည်းကျမဆွဲချင်းဒါကကျမဟာမဟုတ်ပါဘူး။နှွဲကအိန္ဒြေမပြည့်ပြောကပစ္စည်းများကိုကောင်တာပေါ်သို့ဆွဲတင်သည်။ပြီးတော့ခါတိုင်းလိုပြုံးရင်ပြကတစ်တာကိုအောက်သို့မတိမသားဆွဲယူသည်။ကလေးမချင်းနဲ့ကဘာတွေလဲ။ရန်ကုန်လက်ဆောင်ပစ္စည်းတွေပါရှင်။နှွဲစကားမဆုံးမီအောက်ခေါ်ရရှိကဆွဲချင်းကိုဆိုင်းထားသောပလတ်စတစ်ကြိုးများကို မောင်းချထားဖြင့်ဖြတ်ချလိုက်သည်။နှွဲမျက်နှာပြက်သွားမိလေသည်။ အပေါ်ယာမှာပစ္စည်းများကိုတစ်ခုပြီးတစ်ခုဖယ်ချသည် ရေဘူးမှတ်ခွဲပလတ်စတစ်ရေအိုးဘုံဒါရီကကိစ္စမရှိခါတိုင်းဆိုရင်ဒီများနဲ့ရက်ပြီးခုတော့ရှာဖွေသူသည်စိတ်အေးလက်အေးပစ္စည်းများကိုတစ်ခုချင်းဖယ်ချနေပြီသည်ဒါပါတော့လေအိုးပိတ်အုပ်တွေများလာရင်လားကျမကျမဝတ်ဖို့နဲ့လက်ဆောင်ပေးဖို့ဝင်လာတာတွေပါကဲကဲအဲ့ဒီတက်တာလည်းဖွင့်ပါအောင်တော့ကိုရုတ်တရက်ရှာမတွေ့ နှက်လက်များတုံ၍လာသည်တော့ကိုဖွင့်ပြီးတက်တာကိုမရေတရေဟားလိုက်သည်ရှာပွေသူကအပေါ်ဆုံးမှအဝတ်စားများကိုဖယ်ချပစ်သည်ဟင်ဒီမှာလက်လုံးကြီးတွေပါလားနှွေငိုချင်းစိတ်ပေါက်သွားလေသည်ကဲကလေးမပစ္စည်းတွေပြန်ထည့်ပါနှွေကဝမ်းသာအားရပစ္စည်းများကို ကမန်ကရန်ပြန်ထည့်သည်ဟိုလက်ဆွဲအိတ်ကကောကောင်တာပေါ်တင်လိုက်ရပြန်သည်ကဲပါလေထားပါတော့ကလေးမဟိုဘက်ခန်းနဲ့ခဏလိုက်ခဲ့ ရှင်။နှဲ့ကောင်းတွင်နေဆဲစင်းပြန်၍ထွက်သလိုပူကနေဖြစ်သွားလေသည်။ကလေးမပစ္စည်းနဲ့နဲ့များတယ်။ဟိုဘက်ခန်းနဲ့လိုက်ခဲ့။နှွေကပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်သည်။အခြားသူများလည်းမျက်နှာမကောင်းကြ။ပစ္စည်းများများတည်လာသူတိုင်းပြဿနာပေါ်နေသည်။ကောင်တာပေါ်တွင်ပစ္စည်းအချို့ပြန့်ကျဲနေသည်။ဟင်အင်း၊ကျမမလိုက်ချင်ဘူး။ဒီလိုဆိုရင်မင့်ဒီပစ္စည်းတွေထားခဲ့မလား။အိုးရှင်မထားခဲ့ပြန်စင်းနဲ့။ဒီလိုဆိုလိုက်ခဲ့ နှက်လက်ဖြားများအေးဆဲ၍လာ၏ခြေထောက်များဒူးများလည်းတဆတ်ဆတ်တုံလာသည်နောက်ဆုံးတော့သူတို့ခေါ်ရာလိုက်ခဲရသည်မောင်ကိုကုံတဲ့အတော်များများအထိနာကြရလေပြီပစ္စည်းများထဲမှ အမျိုးတူပစ္စည်းတစ်မျိုးကိုတစ်ခုနှစ်ခုသာပြန်ရသည် နွယ်လူငား၍တည်လာသောပစ္စည်းများလည်းပါကုန်ပြီအေးမြသောလေးစိမ့်ဆောင်အုံအတွင်ဝဲဇောကြွေများပြန်၍လာ၏လက်ဖြားများလည်းအေးဆက်ကုန်ကြပြီရှင်ထဲတွင်မူပူ၍နေ၏ ခေါင်းထဲမှာထိုး၍ထိုး၍ကြိုက်လာသည်ဟေ့ကလေးမဘာဖြစ်လဲကျမကျမခေါင်းမလွန်းလို့ဖုန်းဖုန်းဆက်ပေးရစေရှင်တယ်လီဖုန်းနံပါတ်များကိုလှည့်ရင်နှဲ့မျက်စိများသည်ဝေဝါး၍လာ၏ជីជីမြជីជីမြအမြန်လာပါနှွယ်လေးနှွယ်လေးစိတ်ကတယ်လီဖုန်းကင်ထားတော့လက်သည်ညွတ်၍ကြာလာ၏တယ်လီဖုန်းခွက်ကိုပြန်တင်တော့လဲမမီတော့ အဝင်းကျင်တစ်ခုလုံးခြားခြားလဲ၍သွားလေသည်နာမည်နွယ်နွယ်ပူပါသူကိုယ်တိုင်ပြောပါစေကဲတမိနာမည်နွယ်နွယ်တလုံးနဲ့လားခေါင်းငိမ့်လိုက်သည်ရှောင်းဝင်းကြီးကပြုံးပြ၏အသက်25နှစ်မလုပ်လဲအိုးဆရာရဲ့နွယ်မောင်ကိုလှုပ်တာနွယ်ကောင်းစားဖို့မဟုတ်ပါဘူးနွယ်လှုပ်လဲမလှုပ်ချင်ပါဘူးသူတို့အတွက်လှုပ်ရတာပါမိဆွေလေးနွယ်ညမပေါ့ သူចောင်းဆက်တက်ချင်တယ်ဆိုတာတက်ချင်တက်ပါစေဆိုပြီးပြီးတော့ဖေဖေကနေကောင်းတာမဟုတ်ဘူးမေမေဆုံးတာကြပြီဆရာငွေဆုံးကမာလေးကိုနှစ်သမီးကပေါ့အင်းဟုတ်ပြီဟုတ်ပြီခုနွယ်ဘာဖြစ်တယ်လဲခေါင်းကြိုက်သလားခေါင်းမိုးသလားနွယ်ခေါင်းထဲမှာအမြဲပူနေတယ်ဆရာတိတ်ပူတာပဲနွယ်ဒီတစ်ခေါက်နောက်ဆုံးခေါက်ပါပဲဆရာရေဖေဖေကအညာပြတ်မှုစီစဉ်ပြီးသားနွယ်ကိုက ကျမငင်တာပါလေ ရှာဝင်ကြီးသည်နှဲပြောသည်များကိုလိုက်၍ရေးမှတ်နေ၏လူနာမှတ်တမ်းစာအုပ်တစ်လေး၏ရှေ့မျက်နှာများပြည့်၍လာသည်ဆရာဆေးပြလိုက်မယ်နော်မှန်မှန်တော့စိတ်ညစ်စရာတွေဘာမှမစင်စားနဲ့သိလားဟုတ်ကဲ့ဆရာရှာဝင်ကြီးကကြည်ကြီးမြဘက်သို့လှည့်ကာလိုအပ်သည်များကိုမှာကြားနေသည်စိတ်ယုံတင်မို့မလိုပါဘူးနော်ဒီကပေးတဲ့ဆေးကိုမှန်မှန်ကြွေးပြီးစိတ်ယုံကိုမှန်မှန်လာပြပါသူ့စိတ်အနောက်ရှက်ဖြစ်အောင်လဲမလုပ်ပါနဲ့ဟုတ်ကဲ့ရှင်သူ့ကိုရန်ကုန်မှာပဲထားရမလားထားပါ ရန်ကုန်မှာနေပြီးစိတ်ယုံမှန်မှန်လာပြနေရင်ကောင်းတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကြည်ကြည်များကနှဲ့လက်ကိုဆွဲကအခန်းထဲမှထွက်ခဲ့သည်အပြင်တွင်ဆွေဆွေသည်မျက်နှာငယ်လေးဖြင့်စောင့်နေသည်မိဆွေနင်ကြောင်းမသွားပဲငါ့နောက်ဘာလို့လိုက်လာတယ်လဲသွားပါမယ်မမအချိန်လိုသေးလို့ပါသွားသွားငါဘာမှမဖြစ်ဘူးဆောင်းမင်းကြီးကလည်းပြောလိုက်တယ်စိတ်ယုံတက်ဖို့မလိုဘူးတဲ့စေယောဂါကုစေယုံအတွင်မှထွက်ခဲ့ကြသည် အပြင်တွင်မိုးသည်မိုးဖွဲများရွာနေ၏ပတ်ဝန်းကျင်သည်စိမ့်စိမ့်ဆူဆူဖြစ်၍နေသည်မိုးဆက်ကလေးများသည်နှဲ့ပါပြန်ကို လာထကြ၏နှဲ့ကကြည်နူးစွာပြုံးလိုက်သည်ဘာရင်လာလဲသမီးជីជីမြကအထိတ်တလန့်မေးသည်အော်ជីជីမြရဲ့ဒီလမ်းပေါ်မှာမိုးဆက်တွေကျနေတော့ကော့တောင်ကမြင်းနီလမ်းလေးကိုတတိယလိုပါဖေဖေကလေကော့တောင်ကိုနောက်မတွားရတော့ဘူးတဲ့နှဲ့တွားကြင်လို့တွားတာမှမဟုတ်ပဲជីជីမြရဲ့ ဒီစည်းရုံကိုလည်းနှွေလာခြင်းလို့လာတာမဟုတ်ပါဘူးနော်ကြည်ကြည်မြတော့ခေါ်လို့လိုက်လာတာနှွေဘာမှမဖြစ်ပါဘူးနော်နှွေဘာမှမဖြစ်ပါဘူးနော်ကြည်ကြည်မြမိုးသည်တဲထန်စွာရွာသောနေ၏။အိမ်တစ်စက်မိတ်တွင်မိုးဆက်မိုးသည်လင်များတွဲခိုနေကြသည်။ပြီးမှသူတို့သည် ရေတလျှောက်ထဲသို့တတောက်တောက်ခုန်ဆင်းလာကြ၏။ပြိုင်တူကြလာသောမိုးဆက်လင်များစုပေါင်းကရေစီထဲသို့တပြိုတပါပြေးဆင်းသွားကြသည်။ ရန်ကုန်မိုးသည်အညိုကြီးကြီးနှင့်ရွာနေလေသည်။နှွဲကမိုးရီတူအတွင်သို့ အတိတ်ပဲမဲ့ငေးမောနေမိသည်။မအေးဘူးလားသမီးအထဲဝင်လေ။မအေးပါဘူးဖေဖေတဏှာတို့ပြန်မလာသေးလို့စောင့်နေတာ။သူတို့မိုးမိကုန်ပြီ။ဖေဖေအနှွေးတယ်ယူမလား။နေပါစေဖေဖေဘာသာယူဝဲလိုက်မယ်။မိုးတန်သည်အနေငယ်အားပြော့သွားသည်။လမ်းပေါ်မှရေများအိမ်ရှိရေမြောင်းတဲ့သို့အစည်းဝင်လာ၏။မြောင်းကို ဖြတ်တော့ဝါးတရားလေးသည် မိုးရီထဲတွင်ညွတ်ကျသွားတော့မရောရှိနေသည်။ မိုးရေတဲ့ပထမဆုံးရောက်လာသူမှာဆွေဆွေဖြစ်လေသည်မိဆွေဒီနေ့အစောကြီးပြန်လာတယ်ဟုတ်တယ်မမမိုးတွေကလည်းရွာလိုက်တာတအားပဲမိုးရွာတော့ဘတ်စကားတွေကလည်းပိုကြက်တာဒီနေ့တော့ကျောင်းဆက်မသွားနိုင်တော့ဘူးမမရဲ့တဏ္ဍာရောပြန်မြောက်သေးဘူးလားမရောက်သေးဘူးဆွေဆွေက ဖနှက်ချွတ်တွင်ရက်ကထီးကိုပိတ်ပြီးရေစစ်ထားလိုက်သည်လုံးကြီးအောက်နားကိုစုရိတ်ကင်ကမိုးရင်များကိုညှစ်ချလိုက်သည် ယခုတော့ဆွေဆွေသည်ရုံးတရုံမှအရာရှိငယ်တအူလောက်သားကောလိပ်မှအချိန်ပိုင်းပြဆရာမတအူဖြစ်နေလေပြီ။နှွေတို့တအိမ်လုံးကိုရန်ကုန်သို့မရအရခေါ်လာခဲ့သူမှဆွေဆွေဖြစ်သည်။နှွေရှာဖွေစုဆောင်ထားသောငွေလေးဖြင့်မြောက်ဥကလာတွင်အင်္ဂလိပ်တလုံးဝယ်ဖြစ်သည်။ဆွေဆွေလည်းကြည်ကြီးများတို့အကူအညီဖြင့်အလုပ်တစ်ခုရခဲ့သည်။ဒီနေ့တဏ္ဍာကစီပွားရေးတက္ကသိုလ်တို့စတဲ့သည်အငယ်ဆုံးတည်တာပင် ရှစ်တန်းကျောင်းသူကြီးဖြစ်လာပြီဆိုတော့ နွေတို့မိသားစု၏အနာဂတ်သည်အနှဲငယ်ဆိုပြေးလိုက်။ဖေဖေကလည်းဒီနှစ်ထဲမှာထူထူထောင်ထောင်ဆူဆူပြေးပြေးပြန်ဖြစ်လာသည်။ဆယ်ပေခန့်ကျဲသောအိမ်ရှိမြေကွက်လတ်လေးမှာတစ်ပင်ပန်းပင်စိုက်ဖို့အားယူနေသည်။နွေသည်လည်းလုံးလက်ဆဝါဒနာလေးကိုမစွန့်နိုင်၍ဘိတ်အဆက်အသွယ်ဖြင့်ရသောပစ္စည်းအချို့ကိုအုတ်ကလာဈေးတွင်တွင်သည်။ရန်ကုန်ဇေယိတ်နှင့်ဆိုတော့နှွေတို့မိသားစုလေးမှာစားလောက်သည်ဆိုယုံသား ။ဒါပဲပြောပြောဖေဖေကတော့သူ့အညာပြန်စီမံကိန်းကြီးအကောင့်ထဲမပေါ်မီအထက်ကိုအနေငယ်ဆန်တက်လာနိုင်၍တမျိုးကျဉ်နှံနေလေသည်။တန်နာသည်မရှိမနှောင်ပြန်ရောက်ရလာသည်။မိုးဆဲသွားပြီဖြစ်တော်လဲတန်နာတကောလုံးရွှဲရွှဲဆိုနေသည်။ညီမတရွေတဲ့တွင် အမျက်ဆုံးအထွားဆုံးဖြစ်၍အမရေကိုမှီ၍နေပြီ။တန်နာသည်ဆွေဆွေလောင်မလာတော့လဲမျက်နာဝမ်းဝမ်းဖြင့်ချစ်စရာကောင်း၏ပြုံးလင်ပချိုင်လေးတစ်ဖက်ခွက်ဝင်သွားတတ်သည် မြို့နယ်နေနေအိမ်ပြောင်းရရင်ကောင်းမယ်မမရာတွားရလာရတာအဝေးကြီးပဲဘတ်စကားတွေကလည်းကျလိုက်တာလွန်ပါရောတန်နာဤငင်းညူနေကြအတန်လေးကို ကြားရလေသည်ပြောင်းရမှာပေါ့မိတန်နာရဲ့ဖြစ်ဖြစ်ပေါ့ထမင်းခုခတ်နေသောဆွေဆွေကဖြောင်းပြလိုက်သည်နှွေးနှင့်တီတာတို့ချက်ပြုတ်ထားသောထမင်းဝိုင်းကိုတားဖာတွေဝိုင်းဖွဲ့စားကြသည်အိမ်မြန်မြန်ပြောင်းနိုင်အောင်မနှွေဘိတ်ကိုတစ်ခေါက်လောက်ကိုလိုက်အောင်မယ်လေနှွေးကရည်စရာအဖြစ်မျက်နှာတည့်၍ပြောသည်တော်ပါပြီမမနှွေ မမလောက်ကအနေများလာပါတယ်။အော်ဒါနဲ့မမနွယ်တရင်စာဖတ်မိသေးလား။ဘာတရင်လဲ။ဘိတ်မှာ၁၄ဒဇင်လုံးမောင်ခိုပစ္စည်းတွေနဲ့ဖမ်းလိုက်တာ။ကိုကျော်ဟိုးတို့လေပဲ။ကိုကျော်ဟိုးဟူသောအတန်ကို ကြားရ၍နှဲ့ထမင်းလောက်ကတန့်သွားသည်။သူတို့ကတော့တစ်ခါဖမ်းလဲနောက်တစ်ခါပြန်လုပ်အောင်ပါပဲ။ဒါသူတို့အလုပ်ပဲလေ။နှဲ့ကအတိတ်ဘဝကိုတည်ရသည်။အခန်းကဏ္ဍများတစ်ခုပြီးတစ်ခုလွန်မြောက်လာတော့လေ။ပြန်တွေးတော့လေစိတ်မောစရာ ရှင်ခုံစရာဝမ်းနေစရာပျော်စရာတွေကို ပြန်လဲခန်းစားရပြန်သည်။အော်ဒါနဲ့ဖေဖေဆွေဆွေသည်ထမင်းစားရင်တခုပြီးတခုပြောနေသည်ဖေဖေကမော်ချည်သည်။တပတ်ခါကြာရင်မေမေဆုံးတာခုနှစ်နှစ်ရှိပြီးဆွန့်ချက်ပြီးဘုန်းကြီးကျောင်းပို့ရအောင်နော်။အေးနှစ်စင်တော့မေမေအတွက်အမတ်တရားဒါနာကိုတို့ပြုကြစမြင်ထမင်းစားရင်ဒီအကြောင်းပြောရပါမို့လားဟုနှွေးကဆွေဆွေကိုလှမ်းကြည့်သည် ဖေဖေသည်ထမင်းပကံကိုလက်စာသိန်းကနေရာမှထားလေသည်တမီးနွယ်ဈေးမှာဒဇင်ပန်းဥတွေရောင်းရင်ဝယ်ခဲ့စမ်းအိမ်ရှိမှာတန်းရိုက်ပြီးစိုက်ရမယ်မအေးသည်ကဒဇင်ပန်းအင်မတန်ကြိုက်တာဘိတ်မှာတော့ဆောင်းရောင်းရင်ဒဇင်ကပေါ့မှပေါ့ပဲဖေဖေကအပြင်ကိုလှမ်းရင်ငေးကပြောလိုက်သည်မိုးရွာပြီးစာဖြစ်၍ရေငွေ့ဖြင့်တိတ်တဲလမ်းဆက်၍နေသည်နွယ်သည်လည်းထမင်းဝိုင်းမှထားလာသည်ရာသီဆက်ဝန်းသည်မှန်မှန်လက်ပတ်နေ၏ သင်းနဲ့မိုးအကြစောသည်မိုးကုံလည်းဆောင်းရောက်တော်မီဖေဖေသည်မိမိကိုဆောင်းအမီဒဇင်ပန်းနဲ့အလွမ်းဖြေလိုဟန်ရှိ၏အိမ်ရှိတွင်တရက်ပင်ကြီးသည်တီးခင်းများဖြင့်ဝေနေလေသည်လူဘဝမှထွက်ခွာသွားသူတို့သည်တတ္တလောကကိုရောဩကာသလောကကိုပါမျက်ကွယ်ပြု၍သွားကြလေ၏ကြံရစ်သူတို့သည်သာအရာရာကိုတွေ့မြင်ခံစားရတိုင်းဝေဒနာအစ်တို့ထက်ခါထက်ခါတိုးပွားနေကြရလေသည် မေမေသည်လူဘဝကိုကြောက်ခိုင်းသွားပြီဖြစ်၏သူအလွန်တရာမျက်နှာသောယိုလဲယိုသေးသောဖေဖေကိုလည်းကြောက်ခိုင်းခဲ့ပြီအစိုးရဘူပန်ကြီးစွာချစ်ရတွေ့တာရသောတမိများကိုလည်းကြောက်ခိုင်းခဲ့ပြီတနည်းအားဖြင့်ညှိတွေတတ်သောတန်ရောစဉ်ကြိုများကိုဖြတ်တောက်၍ဒုက္ခအေးငြင်းရာတနည်းရာသို့ရောက်ရှိသွားပြီ။နှဲ့မှသာဆိုရင်ပူပန်မှုတန်တာပူဆွေးမှုတွေ့တာဆွဲလန်းမှုတို့ဖြင့်စိတ်ဝေဒနာများကပ်ညိကာ လူဘဝအလယ်မှာကြံခဲ့ရသည် လူဘဝကြီးကနေပြောသူတို့အတွက်မူနိဗ္ဗာန်ဘုံတည် မလွဲမရှောင်သာအသက်ရှင်နေရသူတို့အတွက်ကဒုက္ခဘုံတည်လူဘဝတတန်အစခဏတာမြတာစိတ်ဤပျော်ရွှင်ခြင်းကို ခံစားခဲ့ရဘူးသလိုရှိပြီး ပြန်တွေးလင်အိမ်မက်ပမာဝူရဝကြံခဲ့လေပြီခါတီတော့အတွေ့အကြုံတို့ကသာစိတ်ဝဲဆွေးမြေအမှတ်ထင်ထင် ရှိတတ်ကြစမြေ့ မယန်းကြံဘောရာဆောင်မှဆက်ကြောတဲ့ဘဝသည်လျှက်တပြက်တရင်ကများချင်းဟန်လာတော့ပြောက်ွက်တစ်ခုပမာဝေဝါပြောက်ွယ်၍သွားခဲ့သည်ဗိမာကော့တောင်တို့ကိုရင်လှောက်ရှားယုံကန်ခဲ့ရသောဘဝသည်မူဘဝတွင်ဖြောက်ပြက်မရသော အခန်းကဏ္ဍတရအဖြစ်ဆွဲမြင်၍ကြံရသည် အခိုက်တန်အဖြစ်မူနှဲ့ဘဝသည် မုံတိုင်းဆဲစပြူ၏သို့သောယုံကန်လှောက်ရှားမှုမရှိသောတွေ့တာမှုကင်းမဲ့သော မျော်လင့်ချက်ပြောင်းဆောင်သောဘဝသည်က ပို့၍ပင်ငင်းငွေ၆ချားပွဲကောင်းလာသည်ဖမ်းယူဆုတ်ကန်ခြင်းကမစွမ်းနိုင်သော စိတ်တေးလေသည်ဥတီချက်ကင်းမဲ့စွာဖြင့်ပယံပရာပြန့်ကျဲ၍နေလေသည်တယုံတဲ့လုံနေပေမဲ့အခုမှပဲတွေ့တာပါမမနွယ်ရဲ့ဒါတောင်သူကစနှုတ်ဆက်လို့နွယ်နွယ်ဖို့ညမမဟုတ်လားတဲ့ခုပဲမှနေလဲနွယ်အိမ်တော်ကြပြီလားအိုးဆုံးနေတာပဲနွယ်ကဆွေဆွေပြောသမျှကိုငေး၍နားထောင်နေသည် မောင်နဲ့တွေ့လာသည်ဆိုပဲပြီးတော့နှဲ့အကြောင်းကိုမောင်ကစိတ်ဝင်တစားမေးသည်တဲ့ဖြူမတယောက်ရန်ကုန်မှခွာကမိဘများရှေ့ရလိုက်သွားသည်မှဆာ၍အဆက်အသွယ်ပြတ်ခဲ့ရသည်နှွေတို့ရန်ကုန်ပြောင်းလာပြီးမှဖြူမနဲ့မတွေ့ရတော့ဖြူမသာရှိလင်တော့အခြေအနေသည်တမျိုးဖြစ်ပေမည်သူကမိမရနေပြီလားနှွေကအိန္ဒြေရရပင်မေးလိုက်သည်ရတော့မရသေးဘူးမမနှွေရဲ့ဒါပေမဲ့သူ့မျိုးသမီးတော့လာလာနေတာတွေ့တယ်လို့ပြောကြတယ် သူကအရင်ကစတူဒီယိုအစောတော်လုပ်သေးတယ်နော်။ရုံးကမင်းကလေးတွေကတော့သူ့ကိုစိတ်ဝင်စားကြတယ်။ရုပ်ကလည်းဖြောင်းနေမဟုတ်လား။ဆွေဆွေကပြောရင်မှနှဲ့စီတို့မျက်စီလေးတောင်းကပ်၍ကြည်လိုက်သေးသည်။ယာရုကလည်းရှိနေပြီမဟုတ်လားမိဆွေရဲ့စိတ်ဝင်စားကြမှာပေါ့ဒါအဆန်လား။နှွဲကစကားကိုဖြတ်လိုက်သည်။ဆွေဆွေကမှနှွဲဝင်သွားရာမိဖို့ဆောင်အထိလိုက်လာသေးသည်။ယခုတော့ရွယ်ရူချင်းလိုဖြစ်နေပြီမို့ငငယ်ကလိုမကြောက်တော့ညီမနှစ်ယောက်တငငချင်းပေါင်းပေါင်း၍ရနေပြီ။ မမနွယ်ရောအိမ်တော်ပြုတ်ဖို့စိတ်မကူသေးဘူးလားအပြိုကြီးလို့မလို့လားဟင်မမနွယ်အပြိုကြီးဖြစ်ရင်ဆွေဆွေပြောကလည်းမကင်းဘူးနော်မမနွယ်ကိုဆွေတို့ယုံကအရာရှိတွေနဲ့ဆက်ပေးမယ်အမဲတော်စမ်းပါကောင်းမငါဟာငါအေးအေးနေပြစေသို့တော်ဆွေဆွေကမရက်သေးကိုကျော်ဟိုးကတော့မမနွယ်ကိုရရင်ယူမှာပဲဒါပေမဲ့မမနွယ်ပါတသက်လုံးမှန်ကိုလုံနေတော့မှာတထေးဖြစ်မှာကတော့တေးကြတယ်မိဆွေညီပါရဲ့အုံမြို့နေတယ် ်ညီပါသာယူခြင်းရင်ယူခြင်းနဲ့ပြောငါမှန်မှန်ပြောစမ်းညီကတွေ့ထားပြီမဟုတ်လားငကူကပင်သိကျင်နေသည့်မိကွန်းကို ရော့၍မေးချလိုက်သည်ဆွေဆွေက မျက်နှာပေါ်တတ်လိုက်လေသည်ဆွေမယူသေးပါဘူးမမရဲ့တွေ့တော့တွေ့ထားပြီပေါ့ဆွေဆွေငြိမ်နေလေသည်နှဲ့ရင်ထဲတွင် တမျိုးထိခိုက်လာသည်အော်လူဆိုသည်မှာအချိန်တန်တော့လေကို့ဘဝလမ်းကြောင်းအတွက်ကို့ခံစားချက်နှင့်ကိုရွေးပြီးချေပြီးရှိတတ်ကြလေသည် နွေတယောက်တည်းသာအရာရာကိုစိတ်အလိုဆန္ဒနဲ့ဆန့်ကျင်၍နေခဲ့မိသည်။နွေဖြစ်လို့သောအရာတို့ကိုကြောက်ခိုင်းကဖြစ်လာသည်။ဘဝကိုသာလက်ခံရင်ဆိုင်ခဲ့ရသည်။မမနွေဆွေဆွေကတိုးတိတ်စွာ ခေါ်လိုက်သည်။မမနွေသဘောမတူရင်ဆွေဆွေမယူပါဘူး။မမနွေကိုဆွေဆွေမပြောရဲလို့နေခဲ့တာ။ဆွေတို့တွေ့တာ၃နှစ်လောက်ရှိပါပြီ။နွေကနောက်ဖေးပြင်းပောက်ကိုမိကအိမ်နောက်သို့ငင်းနေသည်။ ်တမွန်ချင်ပင်တွင်အခက်များဝင်နေသည်ငါထင်ပါတယ်လေမမနွယ်ဆွေကို ခွင့်လွတ်ပါနော်ဘယ်တက်နိုင်မလဲမိဆွေရဲ့ဒါညီးအတဲ့နှလုံးကိစ္စပဲတခုပဲရှိတယ်မိဆွေညီးတို့ကိုခွဲထွက်သွားမှာလားအိုးဆွေဒီလောက်မမိုက်ပါဘူးမမနွယ်ရဲ့ဆွေတို့အခုလောလောဆယ်လဲလက်မထက်သေးပါဘူးသူရှားဝင်ဖြစ်ပြီးနည်းနည်းလောက်ကြာမှယူကြမှာပါနောက်ထပ်၃နှစ်လောက်တော့စောင့်ရအောင်မယ်အင်းပေါ်လေကိုဘွားကိုအသိဆုံးမယ်ကြည့်ဆုံးဖြတ်ပေါ်မိဆွေရဲ့ အမိရင်ွယ်သည်မိမြနှွေးထွေးပါသည် ဆိုတော့လေအချိန်တန်းတော့လေတောင်မှန်ခက်ခါပြန်ကြသေးသည်မို့အရွယ်ရောက်သူလူသားတယောက်ကိုမိတို့လင်တားဆီးနိုင်ပါမည်နီတောတော့ရင်ထဲတွင်အလိုအလျောက်ဖြစ်ပေါ်လာသောဝမ်းနည်းအားငယ်စိတ်ကိုတော့တားဆီး၍မရနိုင်ပါကြေတချိန်ကမို့နှွေးဘဝတွင်မေတ္တာတက်ပြန်လွှမ်းခြုံအပ်သောအရာတို့သည်ရှိခဲ့၏ယခုမို့ဘာဆိုဘာမှမရှိတော့ လေရုဤဖိနှိပ်အားမှကင်းလွတ်သွားသော လေဟာနေတဲ့တွင်လမ်းလျှောက်ရသည်တို့ခံစားနေရလေသည်ဖိဖိပြိုးသောဒဇင်ပန်းတို့သည်ဥဥဖြားဖြားပွင့်ကြလေပြီတရက်ပင်ကို တွေ့ထားသောတိခွရောင်စုံတို့လည်းပွင့်ရန်အားယူနေကြပြီနှွေတို့အိမ်လေသည်တလုံးလုံးတရွရွနှင့်ဝရိယဆိုင်ပြပြင်လာသောဖိဖိကျေးစုကြောင့်စုပြေးလမ်းဆန်း၍လာ၏ဆောင်းဦးဤနနက်ခင်းဝဲမြို့နှင်းတို့တိတ်သေးစွာကြာလာကြသည် ညီမတွေသည်အိမ်မှရှေ့စင်နောက်ဆင်ထွက်ခွာသွားကြသည်။နှွေကသူတို့စားတော့သွားသည်များကိုတင်ဆက်ပြီးမှနောက်ဆုံးကထွက်ခဲ့သည်။ဘိတ်ကပစ္စည်းအချို့ယနေ့ရောက်မည်ဟုကြားရသည်။ရခင်အပတ်ကအလကောင်ပစ္စည်းအချို့မှားထားသည်။ငွေကိုလည်းကြိုပေးလိုက်ရသည်။၎င်းတို့ကိုယူ၍အုတ်ကလာဈေးမှတွင်မည်။ရခင်ကလိုပင်ပင်ပန်ပန်မလုပ်ရတော့တော့လဲ။တစ်ဖက်တစ်လက်မှရှာရဖွေရသည်သည်။ဆွေဆွေလာကနှင့်မိသူများမလောက်ငါ ွေအယောင်းဝယ်လုပ်သည်ကဆွေဆွေထဲဝင်ငွေပိုသည်ပစ္စည်းအချို့ကိုတရေလွယ်အိတ်ထဲထည့်၍လွယ်ကဘိုးချုပ်စီဘက်ခဏဝင်ခဲ့သည်ဈေးစနီးနာရသည်ပြီးမှအမောပြေတမ ्या ရီတစ်ခွက်တောက်ရန်မုံစာရန်ဘက်ထွက်ခဲ့သည်တယောက်ထဲသွားနေကြဖြစ်၍လဲမြေသူကိုမှဂယုမဆိုင်ဖဲသွာလာနေထိုင်တတ်သည့်အကျင့်ကိုရခဲ့ပြီအေးအေးဆိုင်မှာထိုင်ပြီးတော့နှွဲတယောက်ထဲအေးအေးဆေးဆေးပင်နောက်မှလူတယောက်ကနှွဲဘေးတွင်ဝင်ထိုင်လာသည် နွယ်လက်မကြည့်ပေမဲ့အတန်ကိုမှတ်မိနေသည်။အော်တယောက်ထဲလား။နွယ်ကောနွယ်ကအမြဲတမ်းတယောက်ထဲပဲလေ။မောင်သည်နွယ်နီးတူတမယာရဲ့တစ်ခွက်ကိုမှားလေသည်။မောင်သည်ရခင်ကထဲတတ်တတ်ရရဖြစ်နေကပို့၍လေဒီငယ်ရင်ကျက်လာသည်ဟုထင်မိသည်။မောင်မျက်နာသည်လေးနဲ့တော့အတွင်ကိုဆောင်းထား၏။နွယ်ပဲရလာတာလေ။ဒီလိုပဲရုံးကန်လှူရှားနေရတာပေါ့။မောင်သည်နှဲ့ကိုတောင်းမှန်လိုသောမျက်လုံးများဖြင့်တွေ့၍ကြည်သည် ကိုကိုစကားကောင်းကောင်းမပြောကြင်တော့ဘူးလားနှွဲ့နှွဲ့ညီမလေးနဲ့တွေ့လို့နှွဲ့အကြောင်းမေးကြည့်ရသေးတယ်နှွဲ့ပေါ်မှာအမြဲတမ်းစိတ်ဝင်စားနေတာပါနှွဲ့ကအတမရရေးကွက်ကိုစပွဲပေါ်ချလိုက်သည်လူတွေဟာကိုဘဝနဲ့ကိုလှုပ်ရှားနေကြရတာပဲလေနော်ဘာဖြစ်လို့တခြားလူဘဝကိုအပမန်းခံပြီးစိတ်ဝင်စားနေမလဲရှင်နှွဲ့သွားလိုက်ပါအောင်မယ်မောင်ကပါကမန်ကရန်ရောရောင်၍ထားလာသည်နေပါအောင်နှွဲ့နှွဲ့နဲ့အေးအေးဆေးဆေးစကားပြောကြင်လို့တနေရာမှာတခုခုစားကြရအောင် ခဏလေးပါနွယ်ဟင်းအင်းကိုကျော်ဝနနွယ်ဟာဆုံးဖြတ်ချက်တစ်ခုကိုချပြီးခဏခဏပြန်ပြင်ရတဲ့သူမဖြစ်ချင်တော့ဘူးဒီတခါနောက်ဆုံးလာရောချက်မှနွယ်ရဲ့မောင်ဒီနွယ်ကို တကယ်ပင်တောင်းမှန်တိုးရှိုးစွာကြည်နေလေသည်စိတ်အလိုကညှင်းဆန်နေစေခန္ဓာကိုယ်ကသူ့နောက်သို့လိုက်လာခဲ့မိသည်လူရှင်သောစားတော့ဆိုင်တစ်ခု၏အတွင်ကန်တဲကိုရောက်လာသည် ကလကာကိုမစစ်တစိမ့်ချကမောင်ကနွယ်ဘေးတွင်နေရယူသည် စားစရာအချို့ကိုလည်းမှားလိုက်သည် ဖြည်းဖြည်းပေါ်နှွယ်စပါအောင်ဒါကိုတို့နှစ်ယောက်ရဲ့နှုတ်ဆက်ပွဲပဲညီသည့်အတိတ်ပဲမှမသိပေမဲ့နှွယ်နှလုံးသားကစုကနေဖြစ်သွားသည်နောက်ဆုံးတဲ့နှွယ်နှုတ်ဆက်ခဲ့တာကြပြီပဲစိတ်ကိုလျှော့ချလိုက်လေသည်ကိုနောင်တရခဲ့တာကြပြီအရင်တခါဖြူမတို့အိမ်မှာတွေ့တုန်းကလည်းပြောခဲ့ပါပြီလေကိုဟန်ချစ်သူတယောက်အနေနဲ့ကိုလူသားတယောက်အနေနဲ့ပါတာဝန်မကြီးခဲ့ပါဘူးဒါကိုထပ်ပြီးတောင်းပန်ပါတယ်နွယ် ဒါတွေကိုထပ်ပြောနေလို့ဘာအကျိုးရှိမှာမို့လဲ။ຫນွေဒီမျက်တောင်ရှိရှိများကိုအတာဝင့်၍ကြည့်ကရဲရဲဝုံဝုံရင်ဆိုင်လေသည်။မောင်ຫນွေကိုခဏခဏတွေ့ကျင်နေသည်ကိုလည်းစဉ်းစားမရ။ຫນွေနှလုံးသားထဲတွင်တော့မောင်အမြဲရှိနေသည်။တိတ်ထက်ပို့၍ຫນွေဘာမှမကြိုးစားခင်။မောင်လေးအဲမောင်လို့ပဲပြောပြစေຫນွေရဲ့။အပြစ်ရှိရင်မောင်မဲခံပါမယ်။မိန်းကလေးတော်တော်များများနဲ့တွေ့ခဲ့ပူပါတယ်။ချစ်တယ်လို့လည်းပြောခဲ့ပူပါတယ်။ဒါပေမဲ့ နှွဲ့အပေါ်မှာတခြားမင်းကလေးတွေလိုသဘောထားလို့မရဘူး။နှွဲ့ကိုစတွေ့ကလေးကအပြစ်ကင်းစင်တဲ့နှွဲ့ကိုမောင်ထူးထူးခြားခြားတန်ရုံစင်တွေ့မိတာ။ဒါပေမဲ့ပြောခဲ့တယ်လို့ပဲမောင်တာဝန်မကြည့်ခဲ့ပါဘူး။မောင်ကရင်းနှစ်သူကိုဝါကူထိုးတယ်လို့ဖြစ်ခဲ့တာ။ကို့အကြောင်းနဲ့ကိုပဲလေ။ဘာပဲဖြစ်ဖြစ်လေမောင်နောက်ဆုံးအချိန်တောင်းပန်ပါတယ်နှွဲ့။မောင်မကြခင်လက်ထပ်တော့မှာမို့ပါ။ဆွန့်လွတ်ပေးသားပါဆိုထားပါလေရဲ့။နားမဆက်ဆက်ကြားရသည့်အခါ ခံနိုင်ရင်မရှိသလိုဖြစ်သွားပြန်လေသည်ဖြစ်မှဖြစ်ရလေရှင်ရဲ့မင်္ဂလာတဲ့င့ကိုဘာကြောင့်များတကွတကခေါ်ပြီးပြောရတာပါလဲမှားထားသောဟင်းလျာများသည်အေးဆဲ၍နေကြလိမ့်ပြီနှဲ့နှလုံးသားသည်လည်းတဖြည်းဖြည်းအေးဆက်လာသည်ဟုထင်ရသည်မောင်လေးမောင်တို့ဆစ်ဆက်ကြောင်းလန်းထားတာကိုဖျက်ပစ်ဖို့အထိကြမ်းမိသေးတယ်တော်ပါတော့ကိုကျော်ဝနဒါရီပြောနေလို့လည်းအပေါ်ပါပဲတခုပဲနှဲ့တောင်းမှန်မရစေနှဲ့ဟာ နှွဲ့ဘာသာနှွဲ့ဘဝထဲမှာမြုပ်နှံနေရရင်အလုံးကိုခံနိုင်ရင်ရှိပါတယ်။နှွဲ့ကိုလားလာပြီးတော့နှိုးဆွပေးတဲ့အရာတွေကိုနှွဲ့ခံနိုင်ရင်မရှိဘူး။အနေထိုင်ပြီးသားဘဝကို လာလာမနှောက်ရက်ပါနဲ့လို့တောင်းပန်ပါရစေရှင်။နှွဲ့သည့်နေရာမှတုံရင်စွာထရလိုက်လေသည်။လက်ဘဝအစုံတွင်ချွေစီများဆို၍လာလေသည်။ကောင်းသည်လဲရည်ဝေ၍လာလေသည်။အိုးနှွဲ့မောင်ကနှွဲ့ကိုနောက်ဆုံးတွေ့ခြင်းလို့တောင်းပန်ခြင်းလို့ခေါ်ခဲ့မိတာပါ။ ွယ်ဘာဖြစ်တာလဲမောင်ပြန်လိုက်ပို့ပါမယ်။နွဲ့လန်ကိုနွဲ့ပါတာပြန်မရစေဥကြဝနာရှင်။ရှင်တို့ရဲ့အလွမ်းတေးတွေကို အရသာခံပြီးစိန်ခံပြီးပြောဖို့ကျမကိုခေါ်ပြီးကျမအတန်းနှလုံးကိုရက်မပူစော်ပါနဲ့တော့လို့ကျမလည်းနောက်ဆုံးတောင်းပန်ပါတယ်။မောင်ဒီပါဇက်အဟောင်းသားဖြင့်နွဲ့ကိုငေး၍ကြံခဲ့လေသည်။အလွမ်းတေးတွေကိုအရသာစိန်ခံပြီးပြောဖို့ကျမအတန်းနှလုံးကိုရက်မပူစော်ပါနဲ့တဲ့။ ဆီယမ်မမုံမုံအင်ယာရေးတာတယ်ဘယ်သူလားကိုပါမယ်ဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၆ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်အပိုင်း၇ဇက်သိမ်းမိုင်းကိုလည်းဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်